ကျွန်တော်မြန်အနိုင်လိုချင်တဲ့ဆီရင်တော့ဒီဗီဒီယိုကိုမျက်နှာထောင်ပါအနိုင်ယူနေတဲ့လူတွေကိုမင်းကြည့်သူကဒီတိုက်ပွဲမှာအနိုင်လူရှင်တို့ကြုံလာတဲ့များတွေခက်ခဲတဲ့အရာတွေအကုန်လုံးသူတို့ကြော်ဖြတ်ပြီးမှသူတို့အနိုင်ကိုယူရတာတက်တက်နဲ့ဒီတိုင်းနဲ့ပလိုင်းရင်းနဲ့ဆင်တော့မင်းလျှောက်သွားရင်လည်းအနိုင်ရတော့လို့မရှိဘူးတိုက်ပွဲတာလည်းအတူတူစစ်ပွဲမှာလည်းအတူတူပဲ ်မင်းတိုက်တာမင်းပြဿနာတွေတွေ့တယ်ခက်ခဲတွေတွေ့ရင်နောက်ဆုတ်ပြီးတော့တိုက်မယ်စင်တယ်မင်းနိုင်ရလားမနိုင်ဘူးလေရှေ့ကိုဆက်တိုက်မှမင်းနိုင်ရတယ်လေကျွန်တော်တို့ဘဝနဲ့အတူတူပဲမင်းအောင်မြင်ချင်တယ်မင်းအနိုင်လိုချင်တယ်စင်တော့သူများမလုံနိုင်တဲ့အရာတွေကမလုံနိုင်ရမယ်သူများမကြော်ဖြတ်နိုင်တဲ့အရာတွေကမကြော်ဖြတ်နိုင်ရမယ်ဒါမှအောင်မြင်တဲ့လူအနိုင်ရတဲ့လူတွေကအကုန်လုံးကဒီအရာတွေကိုပဲလောက်ရတယ်သူများမလုံနိုင်တဲ့အရာတွေကိုအားစိုက်ပြီးတော့ အင်းအားထုတ်ပြီးတော့လောက်ကြတယ်ဝီရဆိုင်ပြီးတော့တချို့ကတပြားမှမရဘဲနဲ့လောက်သွားတာလည်းရှိတယ်ဥပမာကသူအနိုင်လိုချင်လို့ရုံးကန်ပြီးတော့လောက်ရတာပဲရှိတယ်ဒါကြောင့်မင်းကအနိုင်လိုချင်တဲ့မင်းအောင်ရင်ချင်တဲ့စင်တာသူများမလောက်ရတဲ့အရာတွေကိုသူများမလောက်နိုင်တဲ့အရာတွေကိုမင်းလောက်နိုင်မှမင်းဘဝဟာအောင်မြင်မယ်မင်းဘဝနိုင်ရမယ်ဆိုတာကကျွန်တော်ပြောချင်ပါတယ်